ကုံစင်းတော့တက်နေပြီမြေဘသူမဆူစားလို့ရအောင်မဟင်္ဂကြဝဲ1000နဲ့ပဲရောင်းပေးနေတဲ့အညာသူတို့မဟင်္ဂဆိုင်အရာရောက်တော့ဒီရံငွေမတူအရာသာရဲ့ပွဲပြရတယ်နောက်တစ်ခုကရောကလဲပဲရငါရဲ့အဓိကထားပြီးချက်တာရှိတယ်ဟာတဲ့လူကဖော်ရရတော့လာစားတယ်တော်တော်များများ तू ကဒီတကယ်သိရဲ့နေရာမှာအစကွာတယ်ပေါ့နော် तू ကလမ်းမေးဆိုပေမဲ့ကျမတို့ခင်းကျင်းသားရဲ့ပုံစံကိုရသဘောကျတယ် ခီချီတာရဲ့ပုံရဲ့သဘောကျပေါ့ဒီရောင်းတဲ့ပုံရဲ့သဘောကျပေါ့နော်အဲ့လိုလေးတချို့ဆိုလူရဲ့သဘောကျတယ်ရဲ့လူရောင်းတာရဲ့မစိုးပေါ့နော်အဲ့လိုမျိုးတော့ပြောသွားကြရစီကလူမစိုးစားလို့ရအောင်ဒီမှာကအလုတ်ကမှ1900အကျော်နဲ့မှ1500ပဲရောင်းပေးတာအိုးဘုတ်ရဲ့ဆို2000ငပင်နဲ့ဆို2000အဲ့လိုမျိုးလေးရောင်းပေးတာရစီ ဒီခေတ်မှာကုန်စည်နှုန်းတွေကတရရင်ကျလာတာဖြစ်တယ်လို့ဘယ်ရမစိုးအရန်ကိုဈေးကြီးလွန်နေတာဖြစ်ပါတယ်နော်။ကုန်စည်နှုန်းကအရန်ကိုတိုးတက်လာတဲ့အတွက်တချို့ဆိုရင်လောက်ကန်စားတတ်ဖို့အတွက်တောင်မလွယ်ကူတော့ပါဘူး။ဒါအပြင်ချို့တဲ့သူတွေနဲ့အခြေခံလူတန်းစားတွေမှာစားတတ်ဖို့ခက်ခဲလာခဲ့ပါတယ်။ဒီလိုပူပန်နေရတာတွေကိုကိုကျင်းစားတဲ့အတွက်အညာသူတို့မွေးငါးဆိုတဲ့ဆိုင်လေးကတော့1500ရှီယုံနဲ့မွေးငါးစားလို့ရအောင်ဖန်တီးပေးထားတာဖြစ်ပါတယ်။အညာသူတို့မွေးငါးဆိုင်လေးကရန်ကုန်မြို့မှာဖွက်လက်တာဖြစ်ပြီးကျမကြီးနဲ့အညီချက်ပေးနေတာပဲဖြစ်ပါတယ်။မွေးငါးကိုလည်းရန်ကုန်ကမွေးငါးလိုမျိုးနဲ့မကြည့်အောင်ချက်ပေးထားတာဖြစ်ပါ ါတယ်။မဟင်းကားကိုရန်ကုန်ကချက်တယ်လို့မဟုတ်ဘဲနေဘက်ကချက်တဲ့မဟင်းကားရဲ့အရသာစစ်စစ်ကိုစားနိုင်အောင်ဖန်တီးပေးထားတာဖြစ်တယ်လို့သိရပါတယ်။နေဘက်မှာမဟင်းကားကိုငါးကိုအတိကတုံးပြီးတော့မချက်ဘဲပဲနဲ့ချက်ကြတာပါ။ရန်ကုန်မှာကတော့ငါးပေါ်တဲ့အတွက်ငါးကိုအတိကထားပြီးတော့ချက်ကြပါတယ်။အညာသူတို့မဟင်းကားဆိုင်ကတော့ကလပ်ဘဲနဲ့ငါးကိုအတိကတုံးကမဟင်းကားကိုချက်ထားပါတယ်။သူတို့ဆိုင်ကမဟင်းကားလေးတွေကအရသာလေးကောင်းတဲ့အပြင်တန့်ရှင်းလို့လူကြိုက်များတာဖြစ်ပါတယ်။လမ်းဘေးမှာရောင်းတာဖြစ်ပြီးတော့တပွဲကို1200 1500မို့တချို့ကလည်းအထင်သေးတာတွေရှိပါတယ်။အရသာစ ာကြည့်မိသွားရင်တော့အကုန်လုံးကျိတ်သွားတယ်လို့သိရပါတယ်ရှင်။ဒါပြင်လမ်းဘေးမှာရောင်းနေဆိုပြီးမှတန်ရှင်းမှုအပိုင်းကိုလည်းဦးစားပေးထားတာဖြစ်ပါတယ်နော်။ပကံစေးတာကအစတခြားဆိုင်နေနဲ့မတူအောင်တေချာလေးကိုပြင်ဆင်ထားတာဖြစ်ပါတယ်။ပကံစေးတဲ့နေရာကအစအသေးစိတ်ကိုလှုပ်ထားကတန်ရှင်းအောင်လှုပ်ထားပါတယ်။ဒါကြောင့်မို့လမ်းဘေးကဖြတ်သွားကြတဲ့သူတွေဆိုရင်လည်းကြီးလိုက်တာနဲ့တန်ရှင်းနေတာဆိုပြီးတော့ခန်းစားနေရပါတယ်။အလွတ်ဆိုရင်တပွဲမှာ1900သာပေးရတာဖြစ်ပြီးအကျော်ပါမယ်ဆိုရင်တော့တပွဲကို1500ကျပ် တက်မှာပါ။ငဖဲနဲ့ကျုပ်တို့ကထက်မှတပွဲမှာ2000သာရောင်းတယ်လို့သိရပါတယ်။ ငွေ1500ဆိုတာဒီခေတ်မှာဘာမှကိုလုပ်လို့မရတော့ပါဘူး။ခလေးတွေကိုပေးရင်တောင်မဝယ်စားလို့မရတော့တဲ့ခေတ်ဖြစ်တဲ့အတွက်အတော်လေးကိုကြက်တဲလို့နေတာဖြစ်ပါတယ်။ဒါပေမဲ့1500ရှိုံနဲ့မဟင်းကတပွဲဝယ်စားလို့ရတော့မယ်ဆိုတာကြောင့်တော်တော်လေးတော့အဆင်ပြေပါတယ်။အညာသူတို့မဟင်းကဆိုင်မှာတော့အီချာကွေးပဲကျော်ဘူးတိကျော်ငဖဲကျော်တို့ကိုပါထည့်ထားတာဖြစ်ပါတယ်။အညာသူတို့မဟင်းကဆိုင်လေးကိုနိုင်ငံသားတွေကအစလာစားကြတယ်လို့လည်းသိရပါတယ်ရှင်။ပုံမှန်ဆိုရင်တော့နိုင်ငံသားတွေကလမ်းမေးစာကိုလာစားရတာကိုမကြိုက်ကြပါဘူးနော်။ဒါပေမဲ့အညာသူတို့မဟင်းကဆိုင်လေးကိုတော့တက ူတကောက်ကိုဝင်စားကြတယ်လို့သိရပါတယ်။အခုလိုတပွဲမှာ1900တရောင်းတာမို့မျက်ပါမလားလို့လည်းဆိုရင်ကြပါတယ်။စိုင်းပန်ရှင်အမျိုးသမီးကတော့သူတို့ကအမျက်ကြီးစားချင်တာမဟုတ်ပဲနေစားကားလောက်ရရင်ကိုကျဉ်တ်နေပါပြီ။အလွတ်ဆိုရင်တပွဲမှာ1200တရောင်းတာမို့သူတို့အတွက်တော့200လောက်သာကျန်ပါတယ်။တရက်ကိုမုတ်တီပိတ်သားခြင်းက15ပိတ်သားလောက်ရောင်းကုန်တာဖြစ်တဲ့အတွက်အမျက်နည်းနည်းနဲ့နေစားအတွက်ကရင်ကိုရနေပါပြီ။ချိုးတဲ့သူတွေအတွက်လူတိုင်းစားနိုင်တာကိုကြည့်ပြီးသားဆက်ပြီးတော့ရောင်းချသွားမှာဖြစ်ပါတယ်လူတိုင်းစားအလုံးစားနိုင်မယ်ဆိုရင်ရောင်းချရတာကိုကျင့်တဲ့ပီတိဖြစ်နေပြီဖြစ် ်ပါတယ်။ဈေးနဲ့တဲ့ဆိုပေမဲ့ငရုတ်သီးကအစဈေးကောင်းတဲ့ငရုတ်သီးကိုသာရွေးချက်ထားတာပါ။မိုးငါချက်တဲ့အချိန်မှာလည်းစက်သားမုံတွေလည်းဘာမှမတုံထားပါဘူး။စားသောသူတွေများလာပေမဲ့လည်းအညာသူတို့မိုးငါဆိုင်လေးကဈေးတက်ဖို့အစီအစဉ်လည်းမရှိပါဘူးတဲ့နော်။ကုံစင်းတို့တက်နေပေမဲ့ဈေးကိုမတက်ဘဲအမျက်နဲ့နဲ့နဲ့ရောင်းချပေးသွားမှာပါ။ကြာတော်မျိုးနဲ့38လမ်းဈေးစေကန်းသာလန်ထိတ်ကအညာသူတို့မိုးငါဆိုင်လေးကိုအပ်ပေးနိုင်ကြဖို့တင်ဆက်ပေးလိုက်ပါရရှင်။